မင်္ဂလာပါဒီချက်ဒီနေ့သင်ပေးတဲ့သင်ခန်းစာကတော့ chapter 9 review exercise နဲ့ exercise တွေပဲဖြစ်ပါတယ်အဲ့တော့နံပါတ် 1, one one two body attract each other electrically must both of them be charged ဖြည့်စစ်တဲ့ရှိတဲ့အရာဝတ္ထုနှုတ်ကတစ်ခုနဲ့တစ်ခုနဲ့ဖြည့်စစ်သဘာဝအပြင်ဆွဲဆောင်နေမယ်ဆိုရင်တို့နှစ်ခုက charge တွေရလာနိုင်လား ဆိုတဲ့အကြောင်းကိုဒါပြောပြခိုင်းတာပါအဲ့တော့ဒီအကြောင်းအရာလေးကိုဒီချက်ဖြည့်ပြထားပါတယ်မင်းတို့လည်းဒီချက်ပြောပြထားတဲ့ concept တွေနဲ့ရှင်းပြထားတဲ့နားလည်မှုဆိုင်ရာသင်ကြီးလေးတွေနဲ့ပေါင်းဆက်ပြီးတော့မင်းတို့ကိုယ်တိုင်ကို OS နဲ့ကိုရေးကြည့်ကြပါနော်နံပါတ်2 why does a nucleus possess a positive charge nucleus ကဘာကြောင့်အပေါင်းဆောင်ရတာလဲဒါလည်းဒီချက်ရှင်းမှာရှင်းပြတဲ့ concept တွေရှိပါတယ်ဘာကြောင့် nucleus ကအပေါင်းဆောင်ရတယ်လဲအဲ့ဒီအချက်ကို မူတည်ပြီးတော့မင်းတို့ကို OS နဲ့ကိုဖြည့်ကြည့်ကြပါနော်နံပါတ်3ဒါတော့ what do you understand by bound electron and free electron စီးနှောင် electron နဲ့လွတ်လပ်တဲ့ electron တွေအကြောင်းကိုဘယ်လိုနားလည်သလဲလို့ပြန်ရေးခိုင်းတာပါအဲ့ဒါလည်းဒီချက်ရှင်းမှာရှင်းပြပြီးသားပါနှုတ်တက်လောက်ထားတဲ့အကြောင်းအရာတွေကိုကြည့်ပြီးတော့ bound electron နဲ့ free electron ကိုကိုပိုင် onwards နဲ့ရေးကြည့်ကြပါနော်အာနံပါတ်4နံပါတ်4က if your body a conductor or insulator င်းတို့ရဲ့ခန္ဓာကိုယ်ဟာလျှက်ကုပစ္စည်းလားလျှက်ကပစ္စည်းလားအဲ့တော့လျှက်ကုပစ္စည်း၅မျိုးနဲ့လျှက်ကပစ္စည်း၅မျိုးကိုပြောပါမင်းတို့ခုခံလာငါတို့ခုခံလာတော့လျက်ကုပစ္စည်းပဲဖြစ်ပါတယ်အဲ့တော့လျက်ကပစ္စည်း၅မျိုးနဲ့လျက်ကုပစ္စည်း၅မျိုးကတော့မင်းတို့ပတ်ဝန်းကျင်မှာတည်သမျှတည်တဲ့ ပစ္စည်းတွေကိုရေးလို့ရပါတယ်ဒီအတိုင်းမဖြေလဲရတယ်လျှက်ကူးပစ္စည်းနဲ့လက်ကပစ္စည်းဖြစ်ဖို့ပဲလိုပါတယ်နံပါတ်5 there are very large number of charged particles in most object why then don't most object exhibit steady electricity နံပါတ်5မှာတော့အရာဝတ္ထုအများစုဟာဒီလျှက်စစ်အမှုန်တွေအများကြီးရှိတယ်ပေါ့အဲ့ဒီလျှက်စစ်အမှုန်တွေကဒါပေမဲ့ဘာဖြစ်လို့လျှက်စစ်ညင်ရဲ့အပြုတ်မှုမပြတယ်လဲဆိုတဲ့အချက်ကိုမေးတာပါအဲ့တော့ဒီချက်ရှင့်မှာ တကယ် concept တွေသင်ခင်းနေပြောပြတဲ့အတိုင်းပဲရှင်းပြတဲ့အတိုင်းလိုပဲမင်းတို့လည်းကိုယ့်ရဲ့ own words နဲ့ကိုပြန်ပြီးတော့စ조사ပြီးတော့ဖြည့်ကြည့်ကြပါနော်ဒီချက်ဖြည့်လဲဖြည့်ပြထားပါတယ်ဒီမှာနံပါတ်6 if the volunteer award is charged by rubbing with hair the chat balloon will stick to a wall explain this phenomena နိုင်ငံအနီးမှာရှိတဲ့ဘူပေါင်းတစ်ခုကိုစပင်နဲ့ပုတ်ပြီးတော့လျှက်စစ်တက်ပေးတယ်အဲ့ဒီအခါမှာလျှက်စစ်ရှိတဲ့ဘူပေါင်းဟာနိုင်ငံကို ုကက်နေမယ်တဲ့အဲ့တော့အဲ့ဒီဖြည့်ရက်ကိုရှင်းပြပါလို့ပြောတာအဲ့တော့အောက်မှာလည်းတချေဖြည့်ပြထားပါဗျာအဲ့တော့မင်းတို့လည်းကိုယ့်အကို try yourself စူးစမ်းကြည့်အောင်နော်ကဲ exercise clay ကိုဆက်ကြည့်အောင်နံပါတ်1 one negatively charged sphere is brought near a suspended body the suspended body is attracted to it is it correct to assume that the body is positively number 1ကကြတော့သူကလျှက်စစ် ဓာတ်အမရှိတယ်ပေါ့နော် negative ချက်ရှိတဲ့စက်လုံးတစ်ခုကိုတွဲလုံးချိန်ထားတဲ့အရာဝတ္ထုနာမှာထားမယ်အဲ့ဒီခါမှာအဲ့တွဲလုံးချိန်ထားတဲ့အရာဝတ္ထုဟာဒီစက်လုံးကိုဆွဲမယ်အဲ့ဒီအဆိုဟာမှန်သလားအဲ့ဒီအရာဝတ္ထုကလည်းဒီလျှက်စစ်အပေါင်းဆောင်သလားလျှက်စစ်အဲ့ဒီအရာဝတ္ထုကလျှက်စစ်တဲ့အပေါင်းဆောင်ထားတာမှန်သလားပေါ့ဒါကိုဖြေခိုင်းတာပါဒါကို explain လုပ်ခိုင်းတာပါဒီမှာလည်းဒီချေတို့ဖြေပြထားပါတယ်အဲ့တော့မင်းတို့လည်းကိုယ့်အကိုစူးစမ်းပြီးတော့လေ့ကျင့်ကြည့်အောင်เนาะ နံပါတ်2 choose the correct answer from the following ABCD အောက်ကပြထားတဲ့ ABCD တွေကိုတချို့တော့ correct answer တခုဖြည့်ကြည့်ရအောင်အဲ့လိုဖြည့်တဲ့နေရာမှာလဲမင်းတို့ရှေ့မှာတင်ထားတဲ့တချက်တင်ထားတဲ့ concept တွေအရာလေ့ကျင့်ပြီးတော့ဖြည့်ကြည့်ပါနော်နံပါတ်3 number 4အဲ့တော့အဲ့ဒါတွေကလည်းတချို့တော့ဒီ choose လောက်တာလေးတွေ choose correct answer လေးတွေ matching လောက်တာလေးတွေဆိုတော့မင်းတို့စူးစမ်းပြီးတော့ဖြည့်ကြည့်အောင်နော်အာနံပါတ်5 ဆက်ကြည့်မယ် common started electricity import charges ranging from nano coulomb to micro coulomb အဲ့တော့ how many electron are needed to form a charge of minus 2 nano coulomb အဲ့တော့ question number a အတွက်ဒါ nano coulomb ကနေ micro coulomb ကိုဒီလျှက်စနေနဲ့ပတ်သက်လို့တချို့တို့သုံးထားတယ်အများကြီးလျှက်စငိမ့်နေမှာဆိုရင်နန်နိုကူလောင်ကနေမိုက်ခရိုကူလောင်အထိသုံးထားတာတွေကိုတွေ့ရတယ် တော့ဒီမှာနံပါတ် A က how many electron are needed to form a charge of minus 2 nanocoulomb minus 2 nanocoulomb ရှိတဲ့ charge ပမာဏဟာ electron ဘလောက်အရေအတွက်ရှိမလဲပေါ့အဲ့တော့သူက charge ပမာဏကိုပေးတယ်ကျူကိုပေးတယ်ကျူကိုပေးတဲ့အတွက်ဒီမှာ nano ဖြစ်တဲ့အတွက်ဒီချက်တို့ကနန်နိုရဲ့တန်ဖိုးလို့မိုက်ခရိုရဲ့တန်ဖိုးလို့ဆိုတာဒီချက်တို့ chapter 1မှာလည်းသိခဲ့ပြီးဖြစ်ပါပြီပြန်ပြီးတော့ remind လုပ်ကြည့်ပါเนาะအဲ့တော့ minus 9နဲ့ပြပါတယ်တန်ပေါ်က -9 ပေါ့ -2 နဲ့2နန်နိုရဲ့တန်ဖိုးကတန်ပေါ်က -9 ကူလောင်ဖြစ်တဲ့ဒါကြောင့်မလို့ချက်ချော့အီလက်ထရွန်ရဲ့တန်ဖိုးနောက်သိရမှာကအီလက်ထရွန် e သေးသေးလေးပေါ့ချက်ချော့အီလက်ထရွန်ရဲ့တန်ဖိုးက1.7အင်တူတန်ပေါ်က -9 ဒီကူလောင်အဲ့တော့ကျူး equal to n နဲ့တွက်လိုက်မယ်ဆိုရင်လိုအပ်